မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူတိုက်ပွဲတွင်အေအေကိုအမေရိကန်တပ်ကစစ်ကူပေးနေပြီဟုစစ်ကောင်ဆောင်များပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်2025ခုနှစ်အောက်တိုဘာလ20ရက်နေ့တွင်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့အနီးစစ်ဖြစ်ွားမှုသည်အမြင့်မားဆုံးအဆင့်သို့ရောက်လာကြောင်းသတင်းများပြန့်နှံ့လာသည်အရေးပါသည့်အချက်တစ်ခုအနေနဲ့ထိုးတိုက်ပွဲတွင်အမေရိကန်တပ်ဖွဲ့များက AA Arakan Army AA ကိုစစ်စင်ရေးအထောက်ပံ့ပေးနေကြောင်းမိမိတို့အဖွဲ့ဝင်များထံမှအချက်အလက်များရရှိခဲ့ကြောင်းစစ်ကောင်ဆောင်ကပြောကြားခဲ့ပါတယ်။အဆိုပါစစ်ကောင်ဆောင်အဆိုအရကြောက်ဖြူမျိုးအနီးရှိတောတောင်တန်းဒေသများတွင် AA တပ်ဖွဲ့များကမကြသေးမီကတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေရတွင်အမေရိကန်နည်းပညာအထောက်ပံ့များဂျုံများဗဟုခိုချိတ်ဆက်စနစ်များလေကြောင်းစစ်စင်ရေးအတွက်ဒေတာရယူပစ္စည်းများတို့ကိုအသုံးပြုနေကြသည်ဟုဆိုသည်။ထို့ပြင်အမေရိကန်တပ်မှဗဟုအဖွဲ့တပ်ဖွဲ့ကဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှ လေထောက်လန်းရေးလှုပ်ဆောင်နေကြောင်းသတင်းရရှိပါရယ်စေအုပ်စုဘက်မှတက်မတော်အရာရှိတဦးကကြောက်ဖြူတိုက်ပွဲဟာနေဆက်တိုက်ပွဲသာမကအပြည်ပြည်ဆိုင်ရာစစ်အဖြစ်ပြောင်းသွားပြီးအမေရိကန်တပ်ဖွဲ့တွေကနှီးပညာအထောက်ပံ့နဲ့စစ်ပြူဟာဆွေးနွေးမှုတွေလည်းပေးနေတယ်ဟုပြောကြားခဲ့ပါရယ်တချမ်းမ AA spokesman ညာကတော့ထိုကြောင်းညာကိုတိုက်ရိုက်ထောက်ခံချက်မပြုဘဲအနောက်နိုင်ငံများနဲ့စစ်နှီးပညာအလှည့်ပြောင်းပြုလုပ်နေကြသည်သို့သောကျွန်တော်တို့ဤတိုက်ပွဲများသည့်ပြည်သူအခွင့်အရေးအတွက်သာဖြစ်သည်ဟုဆိုကြသည် ကြောက်ဖြူတိုက်ပွဲသည်2025ခုနှစ်စတင်ပြီးနောက်ပိုင်းအကြမ်းဆုံးဖြစ်နေသောရက်ခိုင်ပြည်နယ်အတွင်းတိုက်ပွဲတစ်ခုဖြစ်လာပြီးယခုအချိန်တွင်လည်းမျိုးတမျိုးလုံးမှလေတပ်နှင့်လက်နက်ကြီးများအသုံးပြု၍ပြင်းထန်စွာတိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေသည်။တရင်အရာလေတပ်ကလေရင်ခဲရန်များနှင့်လေကြောင်းပုံကျဲမှုများပြုလုပ်နေပြီးမျိုးတွင်ရှိပြည်သူအများအပြားသည်ထွက်ပြေးနေရကြောင်းသိရပါသည်။အေအေဘက်မှလည်းလက်နက်အကြီးအစားများဖြင့်တုံ့ပြန်တိုက်ခိုက်နေကြပြီးဆေးဥစုဘက်မှအထူးကိအကြဆုံးများနေကြောင်းသိရပါသည်။ နောက်ဆုံးအနေဖြင့်ဆေးဥစုဘက်မှစီရေးပြူဟာတစ်ခုအနေနဲ့ကြောက်ဖြူအနီးတွင်အမေရိကန်နေချဲမှုအဖြစ်သတ်မှတ်၍လေချောင်းတရီပေးခြင်းများပြုလုပ်နေသည်ဟုလည်းသိရပါသည်။ကြောက်ဖြူတိုက်ပွဲဟာရခိုင်တိုင်းပြည်အတွင်းစီရေးအခြေအနေကိုပြောင်းလဲပေးနိုင်ပြီးအရေးကြီးဆုံးစစ်ဖြစ်ပွားမှုတစ်ခုဖြစ်လာနေပြီဖြစ်သည်။ဆလဘီဗမော်တွင်တိုက်ပွဲဆက်လက်ပြင်းထန်နေစစ်ကောင်မရှင်ကစစ်ကြောင်းများခွဲ၍စစ်ကြောင်းထိုးနေပြီးလေကြောင်းပစ်ကူဇက်တိုက်ပေးနေရတဲ့ဆိုတဲ့တင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်ပုံမော်မြို့တွင်စစ်ကော်မရှင်နှင့်ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကော်မရှင်ကစစ်ကြောင်းများဖြန့်ခွဲစစ်ကြောင်းထိုးနေကြောင်းသိရပါတယ်။ပုံမော်မြို့တွင်ရှိစစ်ကော်မရှင်ပြန်လည်ထိန်းချုပ်ထားသည့်နေရာများကို KIA ကတကြောပြန်သိမ်းယူပြီးနောက်စစ်ကော်မရှင်ဘက်ကလေရင်ပစ်ကူများပါနေစဉ်အုံပြူလာကြောင်းတရင်ရင့်မြစ်ထံမှသိရပါတယ်။စစ်တပ်ဘက်ကလူအင်အားဖြည့်ကူနဲ့သူတို့တက်ချင်းလက်ချင်းချိတ်ဆက်နိုင်တဲ့အနေအထားကိုရောက်လာပြီးထိုးစစ်ပြန်ဆနိုင်ခဲ့တဲ့ပုံ KIA ကခိတ္တဆုပ်ပေးခဲ့တဲ့နေရာတွေကိုအခုပြန်သိမ်းနေပါတယ်ဟုခချင်းသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။တန်ချက်ကတည်ရင်တတရ8006ဂိတ်ပေါက်အနီးထိတိုက်ပွဲရှိနေပြီးစတင်ပါလအတွင်ကလည်းတန်ချက်ကတည်ရင်နာစစ်ကြောင်းထိုးလာတဲ့စေကောမရှင်တပ်ဖွဲ့ဝင်များထိခိုက်သေးဆုံးမှုများပြခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအောက်တိုဘာတရက်နေ့ကခလာရ48အနောက်ဘက်ကကင်းစက်ခန်းနဲ့ရွှေပြည်သာ KBC ဖရာကျောင်းခုံတို့ကို KIA ကပြန်လည်သိမ်းယူခဲ့ပါတယ် စစ်ကောမရှင်ကစည်ရေးအရာရေးပါတဲ့ဖြူဟာမြောက်နေရများကိုစစ်တောင်း၃ခုခန့်ခွဲ၍ဖြန့်ကျက်တိုက်ခိုက်လာပြီးဗမော်လမ်းမကြီးတလျှောက်နေမည်စိုးမိုးနိုင်ရန်စစ်တောင်းဖြန့်လာနေခြင်းဖြစ်ပါတယ်။လေကြောင်းမှလည်းတိုက်ပွဲဖြစ်ပွားရနှင့်အမှတ်၂၁စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စာကာခ၂၁အနီးကိုတနစ်လျင်အနည်းဆုံး၃ချိန်နီးပါးလေရင်ပစ်ကူပေးထားကြောင်းကချင်တရင်ရေးမြများထံမှသိရပါတယ်။ စစ်ကောင်မရှင်ကဗမောတိုက်ပွဲပြန်လည်ထိုးစစ်ဆင်လာနိုင်သည့်အတွက်စကခမှုနှင့်88တပ်မမှုတို့ကိုရာထူးတိုးပစ်ပြီးဝါရဖြတ်မှုများပြုလုပ်လာသည်စစ်ကောင်မရှင်ဝါရဖြန့်သတင်းစာများတွင်လည်းဗမောကိုစစ်တပ်ကပြန်လည်ထိန်ချုပ်နိုင်ပြီဟုဖော်ပြပြီးနောက် KIA ကစစ်ရေးနှင့်မြေအချို့ကိုတကြော့ပြန်ပြန်လည်သိမ်းယူလာခြင်းဖြစ်သည်ဆလပီညောင်ကျိုးကိုထိုးစစ်ဆင်သည့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းဂျားညက်တိုက်ခိုက်ခံရပြီး ်အကြဆုံးများသဖြင့်လေကြောင်းမှရန်တန်းပုံကျဲပြီးစစ်ကောင်စီတပ်အများအပြားသိဆုံးနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တောင်ကုန်းနယ်ဗထောင်းအကြရခိုင်ရိုးမတောင်ပေါ်ရှိစင်လန်းကျေးရွာမှညောင်ကျိုးကိုထိုးစစ်ဆင်သည့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကြာညက်တိုက်ခိုက်ခံရပြီးအကြဆုံးများသဖြင့်လေကြောင်းမှရန်တပ်ပုံကျဲတိုက်ခိုက်နေကြောင်းအောက်ကစစ်ကောင်စီတပ်များအများအပြားထိခိုက်ဒေဆုံးမှုရှိတယ်လို့ရေပြင်ဒေသခံစစ်ရေးတရင်ရင်းမြစ်တအူကတရင်ဌာနကိုပြောပါရတယ် မင်းညကဆင်လန်းရွာကနေထိုးစစ်တက်လာတဲ့စစ်ကြောင်းဆင်လန်းနဲ့ညောင်ကျိုးကြောင်းမှပိတ်မိသွားတယ်။မိုးကလည်းတအားသေးတယ်၊တိုက်ပွဲကလည်းပြင်းနေအကြဆုံးလေးများတယ်။သူတို့အကြဆုံးများလို့အတီးကလေးချောင်းပြစ်ကူယူတယ်။ရန်တန်းပုံချဲမှုကြောင့်အောက်ကစစ်တဲ့အချင်းချင်းပုံချဲမှားတယ်။မင်းကရောဒီနေ့အထိပုံချဲတိုက်ခိုက်တယ်ဟုပြောပါတယ်။ရှမနီအော်တိုဘာ24ရက်နေ့ကရိုးပေါ်ကဆင်လန်ကြီးရွာအားအကျန်းဖက်စစ်တပ်မှအခိုင်အမာပြန်လည်နေရာယူတက်ဆွဲကအေအေသိမ်းထားတဲ့ညောင်ကျိုးစခန်းဘက်သို့ထိုးစစ်ဆင်လာရာ အေအေနဲ့ပူပေါင်းတပ်ကဂျားဖြတ်တိုက်ခိုက်ခဲ့တဲ့ပြင်တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးလီချောင်းကပါအကြိမ်ကြိမ်ဘုံကျဲတိုက်ခိုက်နေသည်ဟုသိရပါတယ်။အစကတော့အေအေနဲ့ပူပေါင်းတပ်တွေရဲ့ထိုးစစ်ကဆင်လန်းကိုကျော်လို့မြောင်ချီတော့ဘက်ချမ်းကိုရှောင်နေပြီးအခုဆင်လန်းရွာကိုစစ်ကောင်စီပြန်ယူထားလို့အဲ့ဒီနေရာကနေအေအေတင်ထားတဲ့မြောင်ချိုးဘက်ကိုထိုးစစ်ဆင်လာတော့ဒီနေ့အထိပြင်းထန်မှဟုပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွင်ကလည်းညောင်ချိုးနဲ့ညောင်ချေတော့ကြာစင်လန်ကျေးရွာအနီးအနားတွင်အရက်ကတ်တပ်တော် AA ဦးဆောင်သည့်ပူပေါင်းတော်လှန်ရေးတပ်ဖွဲ့များနှင့်အကြံဖတ်စစ်တပ်တို့အကြားတိုက်ပွဲပြင်းထန်ခဲ့ပါသည်ရှင်အောင်အကြံဖက်စစ်တပ်ဘက်မှလက်နက်အင်အားလူအင်အားဖြင့်တံပြန်ထိုးစစ်ဆင်သက်ဖြင့်လက်ရှိတိုက်ပွဲမှညောင်ချိုးနှင့်စင်လန်ကျေးရွာကြားတွင်တိုက်ပွဲအရှိန်အဟုန်ပြင်းနေကြောင်းသိရပါသည် ဧရာဝတီတိုင်းရခိုင်အစက်ဆက်ဆက်ယူရွာအနီးပတ်ဝန်းကျင်တဝိုက်နေရာများဘကိုးတိုင်းရခိုင်အစက်စင်လန်ရွာအနီးပတ်ဝန်းကျင်တဝိုက်နေရာများနှင့်ရိုးတောင်အစက်နေရာများတွင်ဖက်စစ်အကြမ်းဖက်စစ်ရှုံးစစ်ကောင်စီတပ်ဖက်မှအင်အားအလုံးရင်ထပ်မံဖြည့်တင်းပြီးထိုးစစ်ဆင်တိုက်ခိုက်မှုများကိုအရှိန်အဟုန်မြင့်ပြုလုပ်လာသောကြောင့်တိုက်ပွဲများမှာဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းအာရကတက်တော် AA မှစက်တင်ဘာ10ရက်နေ့ကထုတ်ပြန်ထားပါသည် ဆက်လက်ပြီးအမျိုးသမီး20ကျော်ကိုအာရမပြုကျင့်ခဲ့တဲ့ပုံမှုအပါအဝင်စစ်သား20ကျော် PDF တွေတိုက်လို့တေဆုံးစစ်တုံးပန်း5ဦးဖမ်းမိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမျိုးသမီး20ကျော်ကိုအုပ်စုဖွဲ့အာရမပြုကျင့်ခိုင်းခဲ့တဲ့ပုံမှုကျော်မြအပါအဝင်စစ်သား20ကျော်ဟာမလိုက်မြို့နယ်တိုက်ပွဲမှာတေဆုံးခဲ့ပြီး5ဦးကိုအရှင်ဖမ်းမိခဲ့တယ်လို့မြင်းချန်ခရိုင်တရင်လီနဲ့တဆယ်တရင်မှုက ပြောပါတယ်။တောင်တာမြို့နယ်ရုံးစီကြီးရွာကအသက်16နှစ်အရွယ်ကနေအသက်60အရွယ်ထိ အမျိုးသမီးခုနှစ်ဦးကိုစက်တင်ဘာလ10ရက်နေ့ကနေ16ရက်နေ့အထိစစ်ကောင်စီကဖမ်းဆီးအာဓမပြုကျင့်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်တန်ဖိုးရွာမှလည်းအမျိုးသမီးငယ်အချို့အာဓမပြုကျင့်ခံခဲ့ရသေးတယ်လို့ဖမ်းဆီးရမိတဲ့စစ်တုံးဘက်ရဲ့ထွက်ဆိုချက်အရသိရတယ်လို့တည်ရင်မှုကပြောပါတယ်။အဲဒီနောက်စစ်ကြောင်းဟာမလိုင်မျိုးနယ်ဘက်ကိုထွက်ခဲ့ပြီးနောက်အိမ်ကြီးတော်ရွာကိုလည်းစစ်ကြောင်းထိုးကအသက်16နှစ်အရွယ်အမျိုးသမီးကိုအုပ်စုခွဲအာဓမပြုကျင့်ခဲ့ကတပ်ဖြတ်ခဲ့တယ်လို့သိရပါတယ်။ ဘုံမူးကြော်မင်းဆိုတဲ့လူကမိန်းကလေးတွေကိုဖမ်းဆီးလာတယ်။ပြီးလို့ရှိရင်သူ့တက်ခွဲတစ်ခွဲလုံးကိုအရမပြူကျင်ခိုင်းနေမလုချင်တဲ့သူဆိုရင်လည်းချင်းချောက်ပြီးလုခိုင်းနေနောက်ဆုံးသူတို့ဒီရွာကနေစစ်ကြောင်းထွက်တော်မယ်ဆိုရင်အဲ့ဒီမိန်းကလေးတွေကိုလေပင်သားနဲ့လီပီတက်ခိုင်းတာတွေလှုပ်ဆောင်ခဲ့တဲ့ဆိုပြီးတော့မှကျွန်တော်တို့မိလာတဲ့စစ်တုံးဘန်းကတဆင့်ပြန်ပြောလို့သိရတယ်လို့တရင်မှုကဆက်ပြောပါတယ်။အဲ့ဒီစစ်သားတွေကအသက်73နှစ်အရွယ်မိန်းကလေးကိုပါအုပ်စုဖွဲ့အရမပြူကျင်ခဲ့တာလို့သိရပါတယ်။ ဖုံမှုချော်မင်းဦးဆောင်လာတဲ့တက်ခွဲတဲဟာအော်တိုဘာ9ရက်နေ့ကနေ12ရက်နေ့အထိမလိုင်မြို့နယ်အင်ကြီးတောရွာအနီးမှာဒေါ်လာရေးတက်တွေရဲ့တိုက်ခိုက်ခံရပြီးဖုံမှုချော်မင်းဟာလက်နက်ကြီးထိမှန်သေဆုံးခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာစုစုပေါင်းစစ်သားနဲ့ပြည်သူစစ်တွေအပါအဝင်20ကျော်သေဆုံးက5ဦးအရှင်ဖမ်းမိခဲ့တယ်လို့ဒေါ်လာရေးတက်ဖွဲ့ဝင်တွေကပြောပါတယ်။စစ်သားတွေရဲ့အုပ်စုဖွဲ့မရင်ကျင့်ခံရတာကြောင့်ကိုကိုကိုအဆုံးစီရင်သွားတဲ့မိန်းကလေးငယ်တွေလည်းရှိတယ်လို့စုံစမ်းသိရှိရပါတယ်။စက်တင်ဘာ25ရက်ကနေအောက်တိုဘာ12ရက်အတွင်း 18ရက်တာအတွင်းအင်အား200ကျော်ပါစစ်တပ်စစ်ကြောင်းဟာမြင်းချံခရိုင်အတွင်းထိုးစစ်ဆင်လာလို့ PDF တွေနဲ့တိုက်ပွဲဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်သေးဆုံးထိခိုက်မှုများပြခဲ့တယ်လို့လက်နက်မျိုးစုံ50နီးပါးသိမ်းဆည်းရရှိခဲ့ကြောင်းနထိုးကြီးပြည်သူ့ကောက်ွက်ရေးတပ်မတော်နထိုးကြီးပြည်ပဒီဖရန့်ဖို့မြင်းချံခရိုင်အမှတ်40တရင်ကသတင်းထုတ်ပြန်ပါတယ်အဲ့ဒီကာလအတွင်းမှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲလေးကြိမ်ဖြစ်ခဲ့ပြီးစစ်တပ်စစ်ကြောင်းအထိနာတဲ့အတွက်တက်ပြန့်လန့်သွားခဲ့တယ်လို့ထုတ်ပြန်ထားပါတယ် ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်